သုံးမသူမှာအပြစ်မရှိဒီသားကိုဆရာတော်ဗဒ္ဒန္တဝိတုဒ္ဒကမ္ဘာလုံးဆံရအမှန်တရားဖော်ထုတ်ရဲ့ဖွယ်ဤဥက္ကဋ္ဌအနေပြီးရေးသားတာဖြစ်ပါတယ်ဒီသားရဲ့စာမျက်နှာနံပါတ်73မှာပါတဲ့သားကိုအများကြီးအောင်ဖတ်ကြပြပါဦးမယ် ဝိသောတိက မွေသောမြာအကြိုက်ခါရဝိတုဒ္ဒဆေကုပေဒါခေါင်းတယ်မှာဝိသောတိကမွေသောမြာအကြိုက်ခါရဝိတုဒ္ဒဆေကုပေရန်ကုန်တောင်ကပညင်းချရင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဥသောတိကသည်မြတ်စွာဘုရားဤသာသနာတော်ကိုငါသာသနာဒေါက်တာသောတိက သာသနာလို့ပြီးစိတ်ရှိတိုင်းမိတ္တကသွန်ကုန်ဖြည့်စည်တဲ့ဖြင့် ဝိလိခဏသိခါဖို့ရသာသနာရန်သူကြီးဖြစ်ပါသည်တို့သာသနာပြည့်ရဟယုတ်ကြီးဥသောတိကအားအစိပ်ပြင်းထန်တဲ့မွေးဟောက်ဆလေးကောင်းကကြိုက်ပါသည်ဝိတုဒ္ဓကအစွမ်းထည်သောဗုဒ္ဓဆေးဖြင့်ကုသပေးနေပါသည်ဒီသာဟာဆိုလို့ရှိရင်တော်တော်ကိုအတိပဲရှိတဲ့စာပါပဲလင်းတဲ့တဲ့စာပါပဲဒါ ဥပေတမီနဲ့ရေးသားထားတာဖြစ်ပါတယ်ဒီစာကိုဆရာတော်ဝိသုဒ္ဓနဲ့ဆရာတော်ဥသောတိကတို့နှစ်ပါးဝိနည်းတရားခုံရုံးမှာတက်ပြီးရှင်းမှဒါအများအမှန်တရားကိုသိရှိနိုင်မှာ ဖြစ်ပါတယ်ဒါလေးကိုဒါကယူဆိုင်ပြီးတော့လေးလာသင်ကြပါရဲဗုဒ္ဓဘာသာအလုံးမွေသူဆိုတာပါလဲ ဆေးဆိုတာဘာလဲဒါဥပေတမီနဲ့ရေးသားတဲ့စာမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီစာလေးကိုခရုစရဲ့ပြီးတော့ဖတ်ရှုလေ့လာသင်ကြပါကြောင်းအိနေအားနေပြီးတော့သတင်းကောင်းပါဘာသတိဒါဒုဒါဒုဒါဒု